ဘာဝလူမျိုးရေးခွေးချတာလဲဘာဝရခိုင်နေကအစွန်ရောက်တာလဲနင်တို့စာရေးရင်လေဆုံးအောင်ဖတ်ဘူးဗီဒီယိုရိုက်ရင်လေဆုံးအောင်မကြည့်ဘူးအရေးလေးမလေဘူးပိုးတော်တော်နဲ့နော်ကျက်မပြေတဲ့ဟာတွေအေးလေအဲ့လိုကျက်မပြေလို့လေနင်တို့ကအာရှံဝေဖန်ဖို့ပဲရတာကိုပြောပြမယ်နော်ငါပေါက်တဲ့တငင်ချင်းထိမှလေရခိုင်တငင်ချင်းနဲ့ပမာတငင်ချင်းကပုံများတယ်ငါလေတန်ကိုပဲနားထောင်ကြည့်လိုက်ငါဘလောက်တောင်မှလူမျိုးချပေါင်းလဲဆိုတာနော်ဒါပေမဲ့ငါတို့မှစီးချီတယ်နော်ကိုကကိုမကြိုက်တာလေသူများလာမပြောနဲ့သူများမကြိုက်တာလေကိုကရင်သွားမပြော အခုကိစ္စကလည်းနေတုံးနဲ့ချူလေးတော့ကနေတော့ပပဆက်ဆက်နမည်တက်ပြီးတော့ရခိုင်နမည်တွေတက်ပြီးတော့ဆေးလို့အခုလူတွေတုံးကလည်းနော်ဆေးဖို့တတိယအောင်လို့တမင်တသက်ပြောလိုက်တာနော်တတိမရမှာဆိုလို့တော့အခုလူလူတွေကိုစွနားလေပေးနေတယ်လို့မျိုးလေးရခိုင်နဲ့ချူလေးဖြစ်တော့ကအဲ့နေတုံးနဲ့ချူလေးတုံးကလည်းနော်နားလေပေးစေချင်တာအဲ့လောက်ပဲ sorry အဲ့လိုလဲဆိုတော့မြန်မာနိုင်ငံမှာနေတဲ့အနုပညာရှင်ဖြစ်ဖြစ်ပါလူမျိုးပဲဖြစ်ဖြစ်အကုန်လုံးကမင်းအောင်လည်းလက်ထောက်အောက်ကပဲမင်းအောင်လည်းအသေးဆိုးသေးရှင်ဆိုရှင်ဖြစ်နေတာသူတို့မှမလုပ်လို့ညင်းမှန်ခွန်မရှိဘူး အဲ့ဒါကိုဘာမို့ဘုံမလဲစောက်ချက်မရှိဘူးလားဘုံမဆိုတာကလေတကယ်တော့နင်တို့ပစက်ကပြောနေစရာမလိုစောက်ရရှက်ဖို့ကောင်းတယ်တကယ်တော့အဲ့ဘိုးလိုလိုလလမားခဲ့တာတစ်ချိန်တုန်းကနင်တို့နေတိုးဆိုတာလဲငါတို့၁၄နှစ်သမိန်တော့ငါနေတို့အမေစုရေကောက်ပွေးတုံးကလေရခိုင်ထိဆင်းပြီးတော့အမုန်းခံပြီးတော့မှရွေးတယ်ကောက်ပေးမေးတယ်ထေခိုင်းအဲ့လိုမျိုးလှုပ်ခဲလို့ရခိုင်ကနေမေးရသွားတယ်အဲ့ကြောင့်ရခိုင်ပြည်သူပြည်သားတဲ့မုန်းတော်နေတိုးဆိုတဲ့ကောင်ကြီးကခံခဲ့တာနားလေလားဒီလိုပဲလူတိုင်းကအကျိုးလိုလိုအကြောင်းဖြစ်လာတာလေဒီပဲ ထားတာကိုနေတော့ဘာမှတိညာမသိအဲ line ပေါ်မှာထောက်ဖို့လို့လို့ဆေးလီလို့လို့အားချောင်းနေတဲ့သူတွေပြောတာကိုဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါကိုနေတော့အောက်ကနေပြီးတော့တောက်လျှောက်ထောက်ခံနေကြတာလေနော်အဲ့လိုပဲလူဆိုတာကလေ ိုမလုံနိုင်တဲ့အရာကိုဆိုလို့ရှိရင်သူများကိုလည်းစိုးမလုံခိုင်းနဲ့နင်တို့တောင်မှဟဲ့နင်တို့ရဲ့ပိုင်ဆိုင်မှုဘာမှမရှိတဲ့ဟာတွေကိုနင်တို့မစွန့်လွတ်နိုင်လို့နင်တို့အာပဲရှောင်နိုင်တာလေသူတို့လည်းအဲ့လိုပဲသူတို့နောက်ွယ်မှာမိန့်သားစုရှိတယ်ပိုင်ဆိုင်မှုတွေရှိတယ်သူတို့လည်းမစွန့်လွတ်နိုင်ဘူးကိုသွားတဲ့လူတွေလိုမျိုးသူတို့သွားတဲ့လူမျိုးအဲ့နောက်ကအနုပညာရှင်တွေအကုန်လုံးတန်းစီပြီးတော့နိုင်ငံခြားထွက်ပြေးဆိုပြီးတော့မှလည်းနှုတ်ခိုင်းလို့မရဘူးဒါကသူတို့ရဲ့ရွေးရွှေခွန့် နားလေလာအဲ့ဒါကိုနားလေထားဖို့လိုတယ်ညတို့ကလာဟဲ့လာဟဲ့ဟိုလူလာဟဲ့ဒီလူလာဟဲ့ငါတို့အာရှောင်ကြမယ်လိုင်းပေါ်မှာအာရှောင်ကြမယ်ပြီးလို့ရှိရင်ငါတို့တူလန်ကြီးအောင်မြင်မယ်ဆိုပြီးလို့လှုပ်လို့မရဘူးเนาะမြန်မာပြည်ကြီးလှုပ်လို့ရရဖို့ငါတို့အာရှောင်မရမယ်ဆိုတော့စိတ်ကြီးနဲ့လာမလုံးနဲ့တက်တက်လုံးမအောင်မြင်ဘူးငါတို့ရခိုင်မှာဆိုလို့ရှိရင်တိုက်လာတာဆယ်စုနှစ်တခုရှိပြီဒါတောင်မှတရားရခိုင်တော့မရသေးဘူးပေးလိုက်ရတဲ့အသက်တွေဆုံးရှုံးလိုက်ရတဲ့အိမ်တွေရတဲ့မြေတွေလေးတွေအများကြီးပဲအဲ့လိုမျိုးတိုက်ရတာ တို့အာချောင်တိုက်နေလို့ဘာမှမထူဘူးဒါပေမဲ့နင်တို့ရဲ့တူလိုင်းရေးမှာအများဆုံးကအာချောင်တိုက်တဲ့လူတွေများတယ်အားကိုပြောပြတာနားလည်အောင်လို့နော်ဆက်ဆက်ပြီးတော့နာသွားလို့ထိသွားလို့ရှိရင်စိတ်ဝင်စားဘူးမတက်နိုင်ဘူးဒါကနင်တို့ရဲ့အနာကိုနင်တို့ထိလို့နင်တို့နာတာလက်ခံတယ်နော်ဒါလောက်ပဲရှိမယ်။ဘာရခိုင်မို့လို့မုံတာ၊ဗမာမို့လို့မုံတာ၊ချမ်းမို့လို့မုံပါ၊မုံမို့လို့မုံပါ။ဘာမှပြောနေစရာစောက်ကြောင်းမရှိဘူး။မုံတင်တဲ့သူကိုမုံရမှာပဲ။နော်ချစ်တဲ့သူကိုချစ်ရမှာပဲ။ဒါကတပဝပဲနော်။အဲ့ဒါကိုနားလေထား။ အဲ့လောက်ပဲပြောချင်တယ်ဘာလက်အားချောင်းနေရလဲနော်သိရင်လည်းမသိရင်လည်းအေးဆေးနေပါလားနိုင်ငံရဲ့အကြောင်းသိနားမလည်ဘူးဒါပေမဲ့ကြီးလိုက်တာနဲ့ဘယ်ဟာဘယ်ဟာဆိုတာလူတိုင်းသိတယ်နော်သိတယ်ရုပ်မာတဲ့သူကဘာလဲမကောင်းတဲ့သူကဘာလဲကောင်းတဲ့သူကဘာလဲနင်တို့ကလှုပ်တဲ့သူကိုလှုပ်လို့ဆေးတယ်မလှုပ်တဲ့သူကိုမလှုပ်လို့ဆေးတယ်ဘာထူးလဲဘာမထူးနိုင်ငံခြားထွက်သွားတယ်ပန်းစီလို့အင်ွေတယ်နင်တို့ဆေးတာပဲနော်သူတို့လှုပ်ပဲနော်ဆေးတာပဲဟိုရှစ်ရှစ်သူဝင်ပူပတ်သားသမီးတွေကိုအကြောင်းကောင်းကောင်းထားတယ်နော်ဆေးတာပဲဘာထူးလို့လဲ ဘာမှမထူဘူးတို့ကအားချောင်ဖို့ပဲရတာဒါတောင်မှနေတို့ကနိုင်ငံခြားမှာရှိမှအားချောင်လို့ရတာမြန်မာနိုင်ငံမှာအားချောင်ခြင်းနဲ့တူတယ်ဆိုလို့ရှိရင်အကောက်တို့ဖွင့်ရတယ်အကောက်အကောက်စနဲ့ဘယ်သူမှအားမချောင်ရဘူးအားချောင်လို့ရှိရင်တို့အဖေကကွက်ကွက်ကွက်ဆိုပြီးလာဖမ်းသွားမှာနော်အဲ့ဒါသိနားလေလားဟေးလို့မှတယ်ဘာမှလည်းမသိဘူး